အဲ့ဒါဆိုတေဆုံးသွားတဲ့ဦးဇင်းတို့ဖရာဗုဒ္ဓကရောဘာလို့ကြုံမပြောတာလဲဦးဇင်းလည်းဘာမှအကျိုးမပေးတဲ့ဗုဒ္ဓဖရာကိုဘာလို့ကိုးကွယ်တာလဲဘာလို့ဖုန်ကြီးဝင့်နေမှာလဲအကြံပေးတာပါဦးဇင်းကိုတဲ့ပိဋကတ်၃ပုံရဲ့မာတိကာလောက်တောင်မရှိတဲ့လက်ဝါးတပြားသာကျန်းစာအုပ်ကိုဖတ်ပြီးတော့ဝလုံးခေါင်းတဲ့လတာနေပြန်ပြီအင်္ဂုတ္တပါဠိတော်တိကနိပတ်ဗြဟ္မဏဝတ်ပါလောကတုံးမှာ တတိတယောက်ကဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှေ့အခါကလူပြည်သည်အဝေစီငရဲကဲ့သို့လူအများစီကားလာသည်ဟု ရှေ့ဆရာတို့ပြောတာကြားဘူးပါသည်ယခုအခါမှာလူအများကျွတ်တို့ကျဲတဲ့ဖြစ်၍နေပါနေရခြင်းဟာဘာကြောင့်ပါလဲဘုရားလို့မေးလျှောက်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကတကားတော်ဝိသမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရား၃ပါးပေါ်ပေါက်လာသည့်အတွက်လူတွေဟာတဦးနဲ့တဦးတက်ဖြတ်ကြတာကြောင့် ေဆုံးကုန်ကြသည့်အတွက်နေပါနေရခြင်းဖြစ်တယ်။ရှေ့ဆက်ပြီးတော့ဤဝိသမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့တရားသုံးပါအာကြည့်လာမည်ဆိုရင်ဇာတိဥဒုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးအငတ်ဘေးတွေစိုက်မယ်။တဘာဝဘေးတွေစိုက်မယ်။ယောဂဘေးတွေစိုက်၍လူတွေတေကျပျက်စီးကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်။အဲ့ဒီလိုဟောကြားတာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဟောကြားတာပါ။ကြိုပြီးဟောကြားတာဖြစ်ပါတယ်။ သူများတကဘာသာတွေလို့ဖြစ်ပြီးမှ ဖြစ်ပြီးတဲ့အကြောင်းအရာကိုကြိုပြီးသိတယ်လို့လို့မဟောပါဘူးနော်ဒါကိုလည်းသိအောင်လေ့လာပါဦးစင်းကဗုဒ္ဓဖရာကိုကိုးကွယ်တယ်ဆိုတာဟာဦးစင်းကိုတန်တရာဝစ်စင်းရဲ့မှလူမြောက်ကြောင်တရားကိုဟောကြားပေးတဲ့အတွက်ကိုးကွယ်တာဖြစ်ပါတယ်နားလည်ပါစေနော်ဖုံဖုံဒဂွန်တိုင်ဖြစ်လာခြင်း အကြောင်းရှင်းပြပေးတော်မူပါတဲ့ဒဂွန်တိုင်ရဲ့အထိပ္ပယ်ကရဲရင်ချင်းအသွင်ကိုဆောင်၍ ရှေ့သွားဥဆောင်ပြုခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒဂွန်တိုင်ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုလေ့လာကြည့်တဲ့အခါမှာတာဝရင်သာနတ်စိတ္တိတို့နဲ့အတူရာနတ်စိတ္တိတို့စစ်တိုက်တဲ့အခါမှာတရားမင်းက အမောင်နှသားတို့စစ်မြေပြင်မှာကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းကြက်သိမ်းမွင်းခြင်းထားခြင်းများဖြစ်ခဲ့ပြီဆိုရင်ငါတရားမင်းဤဒဂွန်ဖျားကိုကြည့်လိုက်ပါ။ကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းကြက်သိမ်းမွင်းခြင်းထားခြင်းတို့ပပျောက်သွားလိမ့်မယ်လို့မိန့်ပါတယ်။ အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကတစ္ဆကတုံမှာဟောတဲ့အခါမှာပညာရှိတို့ကဒဂွန်တိုင်စတင်ဖြစ်ပေါ်လာရခြင်းဟာတစ္ဆကတုံကနေစတင်ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒဂွန်တိုင်ဘယ်ကနေစပြီးဖြစ်ပေါ်လာတာလဲဆိုရင်တစ္ဆကတုံကနေပဲဖြစ်ပေါ်လာတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။